အားလုံးပဲမင်္ဂလာပါဗျဒီဗီဒီယိုမှာတော့ကျွန်တော်က vulnerability scanner တခုကိုမိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲတော့ဒီ scanner ကိုကျွန်တော်က open source tools တွေကိုအခြေခံပြီးတော့မှ open source data set တွေကိုတုံးပြီးတော့ဖန်တီးထားတဲ့ scanner တခုဖြစ်ပါတယ်ဒီထဲမှာဗာ feature တွေပါမလဲဆိုတာအထိကျွန်တော်မိတ်ဆက်ပေးတော့ပါမယ်အဲတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ GitHub ကိုသွားပြီးတော့ကျွန်တော်နာမည်လေးနဲ့တွဲပြီးတော့ရိုက်ရှာဖွင့်လိုက်ပါအဲ့တော့ကျွန်တော်ကဒီနေရာမှာ Kali အတွက်အဓိကထားပြီး Stress လုပ်ပြီးသုံးပြမှာဖြစ်တဲ့အတွက် Kali ကိုနမူနာပြမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ GitHub မှာကျွန်တော်နာမည်နဲ့တွဲပြီးတော့ရိုက်ရှာဖွင့်လိုက်မယ်ဆိုလို့ရှိရင်ဒီစာမျက်နှာလေးရောက်လာမယ်အဲ့ဒီမှာမှာကျွန်တော်တို့ဒီမှာ repository ဆိုတာရှိပါတယ်ထိပ်ဆုံးမှာကျွန်တော်တို့ဒီမှာ KMN V scanner ဆိုတာလေးတွေ့ပါလိမ့်မယ် အဲ့တော့ဒါလေးကိုကျွန်တော်ကပုံစံမျိုးစုံနဲ့သုံးနိုင်အောင်လို့ဖန်တီးပေးထားပါတယ်ဆိုတော့ဒီထဲမှာတော့ကျွန်တော်ကလွယ်တဲ့နီလန်းလေးကိုပဲပြောမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ code ကိုယူမယ် code နေရာကိုနှိပ်လိုက်မယ်ပြီးတော့ဒီနေရာလေးကနေပြီးတော့ကျွန်တော်တို့ copy ယူလိုက်ပါမယ်အဲ့တော့ဒါဆိုရင်ဒီ browser ကခိစားပြီးပြီပေါ့နော်အဲ့တော့ဒုတိယအချက်အနေနဲ့ကျွန်တော်တို့ဒီနေရာမှာ git clone ဆိုပြီးတော့လုပ်လို့ရပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီနေရာမှာတော့ကျွန်တော်က အဲအဲ့လိုတစ်ခုချင်းစီမသွားတော့ဘဲနဲ့ဒီထဲမှာပေးထားတဲ့ command တွေကို copy ယူပြီးသုံးတဲ့ပုံစံလေးပဲလုပ်ပြပါမယ်ဆိုတော့ပထမအဆုံး clone repository လုပ်မယ်ပြီးရင်အဲ့ရောက်လာရလာတဲ့နော် directory တွေကိုဝင်လိုက်မယ် cd သုံးပြီးတော့အတူတူပါပဲနော်အဲ့ကျွန်တော်ဒီတိုင်းဆိုတော့တလုံးမှရိုက်ကြမလို့တော့ copy paste တိုင်းသွားလိုက်လို့ရပြီပေါ့နော် Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာလက်ရှိ directory တွေကိုရောက်ပြီပေါ့နော် ls ကြည့်လိုက်မယ်ဆိုရင်ဒီမှာ တွေ့ရပါလိမ့်မယ်အဲ့တော့နောက်တစ်ချက်ကျွန်တော်တို့ပြန်ကြည့်ရအောင်ဒါဆိုရင်ကျွန်တော်တို့ကနော် repository ကို clone လုပ်လို့ပြီးသွားပြီအဲ့တော့ဒုတိယအဆင့်အနေနဲ့ loaded dependency တွေကို install လုပ်ဖို့လိုပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ကဒီတိုင်းလေး copy ကူးလိုက်မယ်နော်အဲ့ windows မှာဆိုရင်တော့ဒီဒုတိယစာကြောင်းနေရာမှာဒီစာနေရာမှာကျွန်တော်တို့ဒီစလုံးလေးညင်းအစားထိုးပြီးပြောင်းပေးရပါမယ်နော်အဲ့ဒါလေးပါပဲအဲ့တော့ကျွန်တော်တို့ဒီမှာ copy ကူးလာတာတွေကို page လောက်လိုက်ပြီးတော့မှ enter လိုက်မယ်ဆိုရင်လိုအပ်တဲ့ dependency တွေကို install လုပ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်နော်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ dependency တွေကို install လုပ်လို့ပြီးပါပြီအဲ့တော့ပြီးပြီဆိုရင်ကျွန်တော်တို့ကဒုတိယအဆင့်အနေနဲ့က nmap ကို install လုပ်ဖို့လိုပါတယ်ဒီထဲမှာကျွန်တော်တို့က background ကနေပြီးတော့ nmap ကိုတုံးထားတဲ့အပိုင်းတွေပါပါတယ်ဒါကြောင့်မလို့ system ထဲမှာ nmap ရှိနေရမှာဖြစ်ပါတယ်အဲ့တော့ kali တို့ Parox Security OS လို့ operating system တွေသုံးနေဆိုရင်တော့ဒီအဆင့်ကိုကြော်ခဲ့လို့ရပါတယ်။ Ubuntu လို့ဒီ operating system တွေသုံးမယ်ဆိုရင်တော့ဒီနီလန်နဲ့ install လုပ်ရမယ်။ CentOS တို့ဆိုရင်တော့နော်ဒီနီလန်အတိုင်းသုံးရပါမယ်။ Max မှာဆိုရင်ကျွန်တော်တို့ brew install and max ဆိုပြီးတော့မှနော် homebrew ကိုသုံးပြီးတော့ and max နဲ့ install လုပ်ရမှာဖြစ်ပါတယ်။ Windows မှာဆိုရင်တော့ manual install လုပ်ရမှာဖြစ်ပါတယ်။လိပ်စာလေးပေးထားပါတယ်နော်။ โอเคအားလုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့ environment variable status activate လုပ်ပြီးဖို့လိုတယ်ပေါ့เนาะအဲ့တော့ဖြစ်နိုင်ရင်ဒီထဲကเนาะကျွန်တော်တို့ .env file ထဲမှာဒီကျွန်တော်တို့ရဲ့ကိုပိုင် API key လေးတွေကို install လုပ်ပြီးစဉ်းကြည့်ပါတယ်เนาะဆိုတော့ဒီမှာတစ်ချက်ကြည့်အောင်ဟုတ်ပြီเนาะအဲ့တော့ဒါက environment variable status လို့တဲ့ပုံစံပေါ့เนาะအဲ့တော့ဒီညလေးမှာကျွန်တော်တို့ခုပြောချင်တာကဒီညမှာ URL လေးတစ်ခုပေးထားပါတယ်เนาะအဲ့တော့အဲ့ဒီလိမ့်စာကနေပြီးတော့ကျွန်တော်တို့တွားလိုက်မိပေါ့เนาะပြီးတော့ကျွန်တော်တို့ဒီမှာ account ဖွင့်ပြီးတော့မှဒီဟာပေါ့ submit လုပ်လိုက်ပေါ့เนาะဒီမှာ i agree လုပ်ပြီးတော့ submit လုပ်လိုက်အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ email address ကြီးကို API key လေးတွေပို့ပေးပါလိမ့်မယ်နော်အဲ့တော့ပို့လာတဲ့ API key ကိုအဆင်ပြေမယ်ဆိုရင်ကျွန်တော်တို့ဒီ .env ထဲမှာပေါ့နော်ကျွန်တော်တို့ရဲ့ API key ကို status လုပ်ပေးဖို့လိုပါတယ်နော်အဲ့တော့ ls -a နဲ့ကြည့်မယ်ဆိုရင် sorry ဒီထဲမှာနော်အဲ့တော့ဒီ vnv ထဲမှာတွေ့ရပါလိမ့်မယ် နော်ဆိုတော့အဲ့ထဲမှာကျွန်တော်တို့ရဲ့ key ကို status လုပ်ပေးဖို့လိုပါတယ်ဒါတော့နောက်မှာပြောတော့မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတိုင်းလေးသုံးမယ်ဆိုရင်လည်းသုံးလို့တော့ရပါတယ်နော်ဆိုတော့ကျွန်တော်တို့ဒီမှာဆက်ကြည့်ရအောင်ဒုတိယအဆင့်ကတော့ docker နဲ့သုံးမဲ့သူတွေဆိုရင်တော့ docker install လုပ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ docker ကို docker.io နဲ့ဒီလိုအပ်တဲ့ဟာတွေပေါ့နော်အဲ့တော့ဒီမှာ docker installation guide ရှိပါတယ် ဟုတ်ပြီနော်ဒီမှာ docker compose installation ခိုက်ရှိတယ်ပေါ့နော်အဲ့တော့အဲ့ရနေပြီးတော့ကျွန်တော်တို့သွားပြီး install လုပ်လို့ရတယ်ဒီမှာကျွန်တော်တို့က linux ဆိုရင် linux နဲ့ပတ်သက်တဲ့အပိုင်းပေါ့ဒါ docker သုံးမဲ့သူတွေအတွက်ဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့က kali သုံးမဲ့ဆိုရင် ubuntu နဲ့ပုံသဏ္ဍာန်တူတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ဒီလိုအပ်တဲ့ဟာတွေကို install လုပ်လို့ရပါတယ်နော် install လုပ်နေရရှိတယ်အဲ့တော့အဲ့ရနေပြီးတော့ install လုပ်လို့ရတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီ လဲနေစစ်စင်တွေအတွက်ပေါ့နော်တည်တံ့ပေးထားတဲ့ဟာတွေရှိရဟုတ်ပြီနော်အဲ့တော့အဲ့ဒါတွေလိုက်ဖက်ပြီးတော့မှ install လုပ်လို့ရပါတယ်ဒါ docker နဲ့သုံးမဲ့သူတွေအတွက်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒါလေးတွေလုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒါ docker installation ဖြစ်ပါတယ်နော်ဆိုတော့မဆိုင်သေးပါဘူးအဲ့တော့ကျွန်တော်တို့ကဒီမှာတော့ docker မသုံးပြဘူးဆိုတော့အဲ့ဒါတွေမပြောတော့ဘူးပေါ့နော်အဲ့တော့ဒီမှာအဲဒီနေရာလေးပေါ့နော်ကျွန်တော်တို့ကအသင့် run လို့ရနေပြီဆိုတော့ ဒီ web interface recommended လို့ရေးထားတဲ့နေရာကိုသွားလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီ command လေးကို copy ကုလိုက်ပါမယ်အဲ့တော့ဒီအတိုင်းလေးပဲကျွန်တော်တို့ run လိုက်ရင်ရတယ်ပြီးရင် local host 2025ဆိုပြီးဖွင့်လိုက်ရင်ရတယ်နော်အခုလောလောဆယ်ဒါဒီ link ကိုဖွင့်ထားတဲ့အချိန်မှာကျွန်တော်တို့ဒီမှာဘာမှအလုပ်လုပ်မှာမဟုတ်သေးဘူးအဲ့တော့ခုနကကုထားတဲ့ command လေးနှစ်ကြောင်းကိုနော်ရိုက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါစပြီးတော့အလုပ်လုပ်နေရအောင်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီနော် ဲ့တော့ဒီမှာစပြီးအလုပ်လုပ်ပြီးပေါ့เนาะအဲ့တော့ဒီနေရာမှာပထမအဦးဆုံးစာမျက်နှာမှာကเนาะကျွန်တော်တို့ vulnerability search လို့တွေ့တယ်အဲ့တော့ဆိုလိုတာကကျွန်တော်တို့ဒီနေရာမှာလိုအပ်တဲ့ vulnerability တွေရှာရမှာပေါ့เนาะအဲ့တော့ဒီအချက်ကဘာကိုပြရလဲဆိုရင်ကျွန်တော်တို့မှာ vulnerability database မရှိထားသေးဘူးလို့ပြောတာပါအဲ့တော့ကျွန်တော်တို့ဒီမှာ update database ဆိုတာလေးကိုနှိပ်ရပါမယ်ပြီးတော့ကျွန်တော်တို့ဒီ process လေးပြီးအောင်စောင့်ပြီးလို့ပါတယ်เนาะအဲ့တော့ဒီမှာကျွန်တော်တို့ ဟို CVE data တွေအများကြီးကို download ယူပြီးတော့ install လုပ်ရမှာ stress လုပ်ရမှာဖြစ်တဲ့အတွက်ဒီအဆင့်မှာအချိန်လေးခဏကြာမေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့စောင့်ပြီးသွားရင်ဒါလုံးလုံးလုံးရပြီပေါ့နော်ဆိုတော့ဒီမှာစောင့်နေတော့မယ်ကျွန်တော်ဒီဘက်ကနေပြီးတော့ post scanner ဆိုတာလေးကို new tab မှာဖွင့်လိုက်မယ်နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့အလုပ်လုပ်လို့ရပါတယ်။အဲ့တော့ဆိုကြပါစို့ post scanner ဆိုတဲ့နေရာကိုသွားလိုက်မယ်။ ီးရင်ကျွန်တော်တို့ကဘယ်ဟာကို scan ဖတ်ရှင်လေးပေါ့နော်ကို scan ဖတ်ရှင်နဲ့ URN တို့မဟုတ် IP နော် IP address တို့မဟုတ်အဲကျွန်တော်တို့ web တစ်ခုခုပေါ့နော်အဲ့တော့ဒါလေးကိုကျွန်တော်တို့ကဒီမှာ scan ဖတ်လို့ရပါတယ် ော့ဒီနေရာမှာတော့ကျွန်တော်တို့ start port ဖြစ်ပြီးတော့ end port ပေါ့เนาะတကယ်လို့ port အားလုံးကိုဖတ်ချင်ရင်ဒီနေရာမှာကျွန်တော်တို့6535အထိထည့်လိုက်လို့ရပါတယ်ဒါဆိုရင် out port ကို scan လုပ်ပြီးသွားမှာပေါ့เนาะအဲ့တော့ဒီမှာတော့ကျွန်တော်ကမြန်အောင်လို့အဲ1 to 1000အထိပဲထားထားတယ်เนาะအဲ့တော့ဒီမှာကျွန်တော်တို့10% complete ဖြစ်သွားပြီ ဟုတ်ပြီနော်အဲ့တော့ Bayport ကနေ Bayport အထိကို scan လုပ်နေရဆိုတာကိုဒီမှာကျွန်တော်တို့ real time အနေနဲ့ပြပေးတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ထုံးတဲ့အတိုင်းပဲအဲ port တထောင်စာဖတ်ရမှာဆိုတော့နည်းနည်းတော့အချိန်လေးပေးရမေးပေါ့ဟုတ်ပြီနော်အဲ့ဒါပြီးတော့ရင်ကျွန်တော်တို့ကဒီသက်ဆိုင်ရာအပိုင်းမှာ vulnerability ရှိမရှိရှာတဲ့ဟာလေးတွေပေါ်လာမယ်အဲ့တော့အဲ့ဒါလေးတွေကနေပြီးတော့ဆက်ပြီးတော့ vulnerability ရှာနိုင်ပါတယ် နော်အဲ့တော့နောက်တစ်ခုကဒါလေးစောင့်နေရင်းနေပဲကျွန်တော်ဒီမှာ network discovery ကြီးတစ်ချက်သွားလိုက်မယ်အဲ့တော့သူ့ရဲ့သဘောကကျွန်တော်တို့ဒီမှာ network discovery ပြန်ရွေးပြရမယ်ပေါ့နော် new telephone အဲ့တော့သူ့ရဲ့အဓိကလုံဆောင်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့လက်ရှိရောက်နေတဲ့ network ထဲမှာ machine တွေဘယ်လောက်ရှိနေလဲဆိုတာကို scan လုပ်ပြတာပါအဲ့တော့ကျွန်တော်တို့ရဲ့ IP ပေါ်မှာမူတည်ပြီးတော့ class ABC ဆိုတာကိုသူက detect ဖြစ်ပါတယ်ပြီးတော့မှကျွန်တော်တို့ရဲ့ ဒီ network ထဲမှာရှိနေတဲ့ other device တွေကိုရှာပေးမှာပေါ့နော်အဲ့တော့ဥမာဆိုကြပါစို့ကျွန်တော်ရဲ့ကာလီမှာ IP address ကဘယ်လောက်လဲတစ်ချက်ကြည့်အောင်နော်အဲ့တော့ကျွန်တော်ရဲ့ကာလီ IP address ကဒီမှာပေါ့192.168.100.128နော်အဲ့တော့ကျွန်တော် network ထဲမှာပဲ device တွေရှိနေလဲဆိုရင်အဲ့ IP address ကိုရိုက်ထည့်လိုက်မယ်ပေါ့နော်အဲ့တော့တကယ်လို့များကျွန်တော်တို့ကကာလီ only တင်ထားတဲ့သူတွေဆိုရင် CPU performance ပိုကောင်းတဲ့အတွက် ီနေရာမှာပုံမြင်အောင်လုပ်လို့ရပါတယ်နော်အဲ့တော့ကျွန်တော်ကတော့ default 15နဲ့ပဲထားပေးထားတယ်အဲ့တော့ budget ဘောက်မှာသုံးတဲ့လူတွေအတွက်အဆင်ပြေအောင်ပါအဲ့တော့ဒီနေရာမှာ200အထိရွေးလို့ရပါတယ်နော်ဒါဆိုရင်လက်ရှိကျွန်တော်ရဲ့ network ထဲမှာရှိနေတဲ့ device တွေကိုတွေ့ရမှာပေါ့เนาะဒါကတော့ကျွန်တော်ရဲ့ legacy device ဒါတခြား device တစ်ခုပေါ့เนาะစသည်ဖြင့်ကျွန်တော်တို့ network ထဲမှာရှိနေတဲ့ device တွေကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဒီကနေပြီးတော့လဲကျွန်တော်တို့ကဒီ machine တွေကို scan လုပ်မယ်ဆိုပြီးတော့ဒီ post scan ဆိုပြီးတုံးလို့ရပါတယ်အဲ့ဒါဆိုရင်သူက1ကနေ6953အထိပေါ့နော်ရှိရှိသမျှ port အလုံးကို scan လုပ်ပြီးတော့มาဖြစ်ပါတယ်ဒါတွေအကုန်လုံးက TCP only TCP port scan ဖြစ်ပါတယ် UDP port တွေမပါပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ UDP မှာဆိုရင် sudo access ပါညာတွေထည့်ထည့်ရတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့အဲ့ဒါတွေကျွန်တော်တို့မထည့်လိုက်တော့ပါဘူးဆိုတော့ TCP port အသုံးများတဲ့ TCP port တွေကိုကျွန်တော်တို့ဒီမှာအလွယ်တကူ scan ဖတ်လို့ရတယ်ပေါ့နော် တော့ဒီမှာ starting update ကိစ္စပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီဒီနေရာနေပြီးတော့နော်တချို့ software version တွေကိုရိုက်ထည့်လိုက်ရောနဲ့ဒီမှာလည်းဥပမာပေးထားပါတယ် CVE information တွေနော်ရိုက်ရှာလို့ရတယ်အဲ CV ဆိုဥမာဆိုရပါဆို2025ထဲမှာပါ CV ရေထွက်ထားလဲပေါ့2025ဆိုပြီးရှာလို့ရပါတယ်နော်အခုကတော့ကျွန်တော်ဒီမှာ database update လုပ်ရတာဖြစ်တယ်အဲ database က CV data ရှိရှိသမျှနော်အဲ2000ခုနှစ်လောက်ကနေစပြီးတော့ရှိရှိသမျှတော့ CV data တွေပေါ့နော်လက်ရှိ update တွေကို ဒေါင်းလုဒ်ဆွဲရမှာဖြစ်တဲ့အတွက် network connection ပေါ်မှာမူတည်ပြီးတော့မှဒီအဆင့်မှာအချိန်နည်းနည်းကြာပါလိမ့်မယ်အဲ့တော့ဒီကောင်ကပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာသက်ဆိုင်ရာ vulnerability တွေကိုရှာလို့ရပြီပေါ့နော် Google search လုပ်ဆရာမလို့တော့ဘူးအဲ့တော့ version တစ်ခုဥမာဆိုရပါစို့အဲကျွန်တော်တို့ဒီ CV number နဲ့မရှာဘူးကျွန်တော်တို့ရဲ့ target က MySQL ဒီ version တွေ့တယ်ဆိုပါတော့အဲ့ဒါဆိုရင်အဲ့တိုင်းလေးရှာလိုက်တာနဲ့သူ့ရဲ့သက်ဆိုင်ရာ vulnerability တွေ ထွက်လာမှာဖြစ်ပါတယ်နော်အဲ့တော့ကဲရေဘာရှင်းမတည်ဘူးဆိုရင် MySQL လို့ပဲရိုက်လိုက်ပြီး search လုပ်မယ်ဆိုရင် MySQL နဲ့ပတ်သက်တဲ့ vulnerability တွေရဲ့ CVE data တွေကိုကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်အဲ့ပုံစံလေးလုပ်ပေးထားတယ်အကယ်၍မှာကျွန်တော်တို့မှာဒီ history တွေများလာလို့နော်မျက်စိရှုပ်တဲ့ခံစားရရင် clear history ကနေပြီးတော့အလုံး clear ပြန်လုပ်လိုက်လို့ရပါတယ်နော်ဆိုတော့အဲ့မှာကျွန်တော်တို့အဓိကအချက်အနေနဲ့ဒါလေးတစ်ခုစောင့်ဖို့လိုတယ်ပေါ့နော်โอเค ပြီနော်ဆိုတော့လက်ရှိချိန်ထိတော့ကျွန်တော်ဒီမှာကဒါစပြီးတော့ initialize လုပ်ထားတဲ့ version အစဉ်ပဲရှိသေးရယ်ဆိုတော့တချို့တော့ဒီအစဉ်မပြေမှုလေးတွေဂျုံကောင်းဂျုံရနိုင်ပါတယ်အဲ့ဒါလေးတွေကိုကျွန်တော်ကိုပြန်ပြီးတော့မှအကြံပြုခဲ့ကြပါဘောเนาะဒါဆိုရင်ကျွန်တော်အနေနဲ့အဲပို့ပြီးတော့ကောင်းအောင်လို့ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်အဲ့တော့အဓိကအဖြစ်တော့ကျွန်တော်တို့ ဒါတွေကို endman နဲ့လုပ်မယ်ဆိုရင်လည်းလုပ်လို့ရပါတယ်အဲ့တော့ဒီမှာတော့ကျွန်တော်ကအချိန်ကုန်ပို့ပြီးတော့တက်တာအောင်ပေါ့နော်ဒီနီလန်းတော်တော်များများကိုတစ်ခါတည်းလုပ်နိုင်အောင်ဆိုပြီးတော့မှ vulnerability scanner လေးအဖြစ်ဖန်တီးထားတာပေါ့နော်ဆိုတော့အဆင်ပြေတဲ့သူတွေတုံးလို့ရအောင်ပြပြတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်လေးပေါ့နော်ဒီ program လေးကိုပို့ပြီးတော့ကောင်းအောင်လို့ဒီ project လေးပို့ပြီးကောင်းအောင်လို့ဆက်ပြီးတော့ အဆင်ပြေတဲ့အချိန်တိုင်းဆက်ပြီးကြိုးစားပေးပါအောင်မယ်အားလုံးပဲ thank you ပါ